အရာရာတိုင်းကိုအနည်းပြအရာရာတိုင်းကိုအနည်းပြခွင့်နဲ့မြင်နိုင်တဲ့ကောင်လေးဒီနေ့မှာတော့ယောဂတစ်ခုကြောင်းအရာရာတိုင်းကိုအနည်းပြခွင့်နဲ့မြင်နိုင်တဲ့ကောင်လေးရဲ့ချစ်ဇလန်အကြောင်းကိုရိုက်ကူးထားတဲ့ show video ဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးသွားမှာမို့ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာဇလန်လေးရဲ့အစမှာတော့ CCTV ထိန်းချုပ်ရေးစင်တာမှာအမျိုးသမီးနှစ်ယောက်ကခန်းထဲမှာတော့နေကာမျက်မှန်အမဲကြီးတက်ထားတဲ့လူသစ်ကြံဘူးအကြောင်းပြောနေခဲ့ကြပါတယ်သူတို့တွေတာကထူးဆန်းနေခဲ့ကြတာပဲဖြစ်ပါတယ် အဲဒီချိန်မှာပဲကင်မရာတစ်ခုမှာဇိုင်ကင်နဲ့တကိုးနှစ်ယောက်ကမင်းကလေးတစ်ယောက်စီကနေအိတ်ကိုလူယူပြီးထွက်ပြေးသွားတာကိုသူတို့ကသတိထားမိခဲ့ပါတယ်။ဒါကိုမြင်တော့သူတို့ကအထက်လူကြီးစီတရင်ပို့လိုက်ပြီးအထက်လူကြီးကလည်းရဲစခန်းကိုချက်ချင်းဆက်သွဲခဲ့ပါတယ်။စင်တာမှာရှိတဲ့လူတိုင်းဟာ CCTV ကင်မရာတွေကိုအသုံးပြုပြီးတော့တကိုးတွေကိုစတင်ခြေရာခံပါတော့တယ်။ဒါမှမဟုတ်လည်းခဏကြာမှာတော့တကိုးတွေက CCTV တွေကနေရုတ်တရက်ပြောက်ွယ်သွားတဲ့အတွက်သူတို့ကစိတ်ပြေသွားခဲ့ကြပါတယ်။ အဲဒီချိန်မှာပဲဂျန်ဘူးကတခြားကင်မရာတစ်ခုကနေအဲဒီသကိုးတွေထွက်ပြေးနေတာကိုအရင်ဆုံးသတိထားမိလိုက်ပါတယ်။ဒါကိုမြင်တော့အထက်လူကြီးကရဲကိုထပ်မံကြောင်းကြားခဲ့ပါတယ်။အဲဒါကြောင့်ရဲတွေကသကိုးတွေကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။ဒီနောက်မှာတော့ဂျန်ဘူးရဲ့ထမြက်တဲ့အမြင်အာရုံကိုလူတိုင်းကအထင်ကြီးသွားခဲ့ကြပါတယ်။တကယ်တော့ဂျန်ဘူးမှာအရာအားလုံးကိုနှီးကွေးစွာမြင်နိုင်တဲ့အမြင်အာရုံရှိနေခဲ့တာပဲဖြစ်ပါတယ်။ဒီအမြင်အာရုံကြောင့်ပဲဒီနေ့မှသူကသကိုးတွေကိုအောင်မြင်စွာကြည်အားခံနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အတိတ်မှာတော့ကပြစ်မာရန်အရွယ်ကျန်ဘူးဟာသူတငယ်ချင်းစူမီနဲ့အပြေးပြိုင်ပွဲတစ်ခုမှာပါဝင်ရှင်ပြိုင်ခဲ့ပါတယ်။ပြိုင်ပွဲတည်းမှာကျန်ဘူးကပထမဆုံးအကြိမ်ဖြစ်နီးခွေတဲ့အမြင်အရုံကိုစတင်ထိတွေ့မိခဲ့ပါတယ်။အဲဒါကိုသူမိဘတွေကတည်သွားတဲ့အခါမှာတော့သူ့ကိုဒေါက်တာဆော့စီကိုခေါ်သွားခဲ့ပါလို့လေ။ဆရာဝန်ကသူ့မျိုးလုံးတွေကိုစစ်ဆေးပြီးကျန်ဘူးမှာရှားပါတဲ့အမြင်အရုံယောဂါရှိနေကြောင်းကိုပြောပြခဲ့ပါတယ်။အဲဒီယောဂါကြောင့်ကျန်ဘူးကအကုန်လုံးကိုနီးခွေစွာမြင်ခဲ့ရပါတယ်။ အသေးစိတ်ကြကြပြောပြရရင်တော့သူကရွေလျားနေတဲ့လမ်းလျှောက်နေတဲ့ပြေးနေတဲ့အရာအားလုံးရဲ့အသေးစိတ်ကိုရှင်းလင်းတိကျစွာမြင်နိုင်တာပဲဖြစ်ပါတယ်။အဲ့ဒါကိုသက်သေပြဖို့အတွက်ဒေါက်တာဆာ့ဖ်ကဘောလုံးတစ်လုံးကိုဂျန်ဘူးစီအမြန်ပြစ်လိုက်ပါတယ်။ဒါမဲ့ဂျန်ဘူးကအဲ့ဒီဘောလုံးကိုအလွယ်တကူပဲဖမ်းဆီးနိုင်ခဲ့ပါတယ်။အဲ့တော့ခမန်းချက်ကိုတီးပြုတ်နိုင်သွားတဲ့ဆရာဝန်ကသူ့ကိုတတိပေးခဲ့ပါဗျ။ဂျမ်ဘူးအားအလွန်ကြုံပြေးရင်ဒါမှမဟုတ်အာယုံစိုက်ထုတ်ရင်ကောင်းမှုလာမှာပဲဖြစ်ပါဗျ။အဲ့လိုမျိုးဇက်တိုက်ဖြစ်နေရင်တော့သူကနောက်ဆုံးမှာမျက်စိကွယ်သွားနိုင်ကြောင်ပြောခဲ့ပါဗျ။ ဲဒါကြောင့်ဒေါက်တာဆာကသူ့ကိုညီကမျက်မှန်အမြဲတမ်းဝတ်ဆင်ထားဖို့အကြံပေးခဲ့ပါတယ်။ဂျန်ဘူးရဲ့အခြေအနေကိုတည်သွားတဲ့အခါမှာတော့သူ့ဘေကသားပြစ်သူအတွက်တင်းလျော်တဲ့စေကူတမှုကိုပေးနိုင်အောင်ပတ်စံရှာဖို့အတွက်နိုင်ငံသားကိုထွက်သွားပါတော့တယ်။ဒီနောက်မှာတော့ဂျန်ဘူးကသူ့မိရဲ့ညီမလေးရဲ့နဲ့အတူတူနေထိုင်ခဲ့ရပါတယ်။သူ့ရဲ့အမေအယုံကအကောင်းဆုံးတွင်တွဲနေခဲ့ပါတယ်။သူကတချို့ယာတွေကိုဖြည်းဖြည်းချင်းကြည့်ရတာကိုသဘောကျခဲ့ပေမဲ့ညီကမျက်မှန်ကိုအမြဲတမ်းဝတ်ထားရတဲ့အတွက်ကျောင်းကကလေးတွေကတော့သူ့ကိုခဏခဏစားနောက်ပြီးအနိုင်ကျင့်ခဲ့ကြပါဗျာ။ ကျောင်းမှာဇူမီကသူ့ဘက်မှာရှိတဲ့သူ့ရဲ့တူအူရီတော်တငယ်ချင်းပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့ဂျန်ဘူးကသူမကိုကြွေသွားခဲ့ပါတယ်။ဒါပေမဲ့လည်းချိန်ကြာလာတဲ့အခါမှာတော့တခြားကလေးတွေကဇူမီကိုဂျန်ဘူးရဲ့တငယ်ချင်းဖြစ်နေတဲ့အတွက်စားနောက်ပြီးတော့လက်လူရှုခဲ့ကြပါလို့လေ။ဒီချိန်တွေကြောင့်ဇူမီကလည်းမတက်တာပဲနဲ့ဂျန်ဘူးကိုဆံမပေါင်းတော့ပဲနဲ့စွန့်ခွာသွားခဲ့ရပါတယ်။အခုတော့ဂျန်ဘူးမှာတငယ်ချင်းတယောက်မှမရှိတော့ပါဘူးအဲဒါကြောင့်ဂျန်ဘူးကမျောလင်းကျဲကင်းမဲ့သွားခဲ့ပြီးတော့စိတ်သက်တည်းလဲကြာနေခဲ့ပါတယ် အဲဒါကြောင့်သူကတဏီကုံလုံး TV ကိုအရန်နီးကက်စွာကြည့်ပြီးတော့သူ့ရဲ့မျိုးလုံးတွေကို လုံးဝပြစီသွားအောင်လုပ်ဖို့ဆုံးဖြတ်ပါတော့လေ။ဒါမှမဟုတ်လေသူ့ရဲ့မျိုးလုံးတွေကပိုဆိုးမလာဘဲနဲ့အဲ့စားသူကကြည့်နေတဲ့ drama စကားတွေကိုနှစ်သက်လာခဲ့ပါတယ်။သူကဒီဥဆောင်တယောက်ချင်းစီတိုင်းကိုတိတိကျကျနဲ့တေချာအာယုံစိုက်ပြီးတော့လေ့လာခဲ့ပါတော့လေ။ဒီနောက်မှာတော့ဂျန်ဘူးကအပြင်မထွက်တော့ဘဲနဲ့အိမ်တွင်းအောင်းနေခဲ့ပါတယ်။ပတ်စံရှာဖို့ကြိုးစားနေတဲ့သူ့ဖေကလည်းအားလက်ရက်တွေမှာတော့အိမ်ပြန်မလာနိုင်ခဲ့ပါဘူး။ အဲ့လိုနဲ့ပဲဆယ်နှစ်တာကုံဆုံးသွားခဲ့ပြီးတင်းမှာတော့သူ့ဘေကလုပ်ငန်းခွင်မတော်တဆမှုကြောင့်တည်ဆုံးသွားပြီဆိုတဲ့သတင်းကိုပဲကြားလိုက်ရပါတယ်။ဒီကြေကွဲကွဲဖြစ်ဆိုးကြောင့်ပဲဂျန်ပူးရဲ့မိသားစုလည်းပြိုကွဲသွားပါတော့တယ်။သူ့အမိနဲ့ညီမလေးပြင်ဂျန်ပူးရဲ့ဘဝမှာကြံရှိတဲ့တူရီတော်ယင်းဤသူကတော့ဒေါက်တာဆာဘရိတ်ဖြစ်ပါတယ်။အဲ့ဒါကြောင့်သူကဒေါက်တာကိုတွားရောက်တွေ့ဆုံလိုက်ပါတယ်။ဒေါက်တာဆာကလည်းသူ့ကိုပြင်ထွက်ပြီးတော့လှူရှားဖို့နဲ့မိသားစုကိုငွေရေးကြေးရေးထောက်ပံ့ပေးဖို့ကြံပေးခဲ့ပါတယ်။ ဲ့ဒီဂျန်တိုင်းဂျန်ဘုတ်က CCTV ထိန်းချုပ်ရေးစင်တာမှာအလုပ်ဝင်လျှောက်ခဲ့တာပဲဖြစ်ပါတယ်။ CCTV ထိန်းချုပ်ရေးစင်တာမှာတော့ဂျန်ဘုတ်က CCTV ကနေစောင့်ကြည့်ရတာကိုသဘောကျနေခဲ့ပါတယ်။အဲ့ဒါကသူငယ်ငယ်လေးကလေးကကြည်လာတဲ့ drama ဇာလံတွေကိုပြန်ပြီးမှတ်ရစေခဲ့လို့ပဲဖြစ်ပါတယ်။ကြွားကြတာကတော့ drama ဇာလံတွေမှာအရာအလုံးကတရုပ်ဆောင်ထားတာဖြစ်ပြီးတော့မော်နီတာပေါ်မှာသူကြည့်နေရတဲ့မြင်ကွင်းတွေကတော့တကယ်ပေါ်ရည်ဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။ကျုံးမဂျန်ဘူးကတခြားသူတွေနဲ့စကားမပြောဘဲနဲ့တယောက်တည်းပဲနေလေးရှိပါတယ်။ သူဝိမာထိုင်နဲ့ပြောင်စုလို့ခေါ်တဲ့လူကလည်းသူ့ကိုစကားပြောဖို့ကြိုးစားခဲ့ပေမဲ့ဂျန်ဘူးကဘာစကားမှမပြောဘဲနဲ့ကောင်းပဲပြန်ညှိပြလိမ့်ရှိပါတယ်။ကမရာတွေကိုစောင့်ကြည့်နေတော့ဂျန်ဘူးကလူတွေတတ်မှတ်နေရာတွေကိုရောက်ဖို့လှမ်းတဲ့ခြေလှမ်းရေတွက်တွေကိုမကြာခဏရေတွက်နေခဲ့ပါတယ်။ပြောင်စုကတော့ဒါကိုထူးဆန်းနေလို့ထင်နေခဲ့ပေမဲ့ဂျန်ဘူးကမမေးခဲ့ပါဘူး။ဒီမှာပြောင်စုကဂျန်ဘူးကိုကြီးစားရှိမရှိမေးပါတော့တယ်။ဒါကိုကြားတဲ့အခါမှာတော့ဂျန်ဘူးကလည်းစူမီကိုတတိယသွားခဲ့ပါတယ်။နောက်တစ်မှာတော့ဂျန်ဘူးတယောက်စူမီရဲ့အိမ်ကိုသွားရောက်လေပတ်ခဲ့ပါတယ်။ ဇူမီကအလွန်လှပပေမဲ့ငွေရေးကြေးရေးခက်ခဲရှိနေခဲ့ပါတယ်။ဂျမ်မူရောက်လာတဲ့အခါမှာတော့ငွေတို့ကြေးတဲ့လူတယောက်ကဇူမီကိုကြွေးပြန်ဆက်ဖို့ပြောနေတာကိုတွေ့ခဲ့ရပါတယ်။အဲဒီလူကဇူမီကိုအိမ်ရောက်ပြီးတော့ကြွေးဆက်ဖို့တောင်းအိုဟေးပြောဆိုနေခဲ့ပါတယ်။ဂျမ်ဘူတယောက်အဲ့ဒီမြင်ကွင်းကိုဝေးကနေစောင့်ကြည့်နေခဲ့ပေမဲ့သူ့ကိုသွားပြီးတော့စကားမပြောခဲ့ပါဘူး။အဲ့ဒီနေ့ကစပြီးတော့သူက CCTV ကင်မရာတွေကနေတဆင့်ဆူမီကိုပုံမှန်တိုင်းစောင့်ကြည့်နေခဲ့ပါတယ်။အဲ့ဒီချိန်အတွင်းမှာသူကဆူမီရဲ့နေ့စဉ်လှုပ်ရှားသွားလာမှုတွေကိုမှတ်မိနေပါတော့တယ်။ ။ဇူမီကညာတိုင်းလောက်ကနေပြန်လာပြီးကော်ဖီဆိုင်မှာရက်ပြီးတော့တစ်ခွက်ဝင်သွားလို့ရှိပါတယ်။အဲ့ဒါကိုမြင်တော့ဂျန်ဘူးလဲဇူမီနဲ့တွေ့ရအောင်လို့ကော်ဖီသွားဝယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီမှာသူကလမ်းမေးမှာစွန့်ပြစ်ထားတဲ့ဆိုဖာအဟောင်းတစ်ခုကိုတည်ထားမိလိုက်ပါတယ်။အဲဒါကြောင့်သူကဆိုဖာကိုယူပြီးတော့ဇူမီပုံမှန်ရက်ပြီးတော့ကော်ဖီတောက်လေးရှိတဲ့နေရာမှာထားပေးခဲ့ပါတယ်။ဇူမီတယောက်အဲဒီမှာတိုင်ပြီးတော့အနားယူနိုင်ဖို့ယူရပြီးတော့သူကအဲဒီလိုလုပ်ခဲ့တာပဲဖြစ်ပါတယ်။အဲဒီမှာဇူမီကဆိုဖာကိုတွေ့သွားတဲ့အခါမှာတော့ဘသူကဘာကြောင့်ထားခဲ့တာလဲဆိုတာကိုမစင်းစားဘဲနဲ့ထိုင်ချလိုက်ပြီးတော့ တက်တောင့်တက်တာနဲ့ကော်ပီတောက်နေခဲ့ပါတယ်။နောက်တည့်မှာမိုးရွာနေခဲ့ပြီးဂျန်ဘူးကလည်းကင်မရာတွေကနေဆူမီယာဘတ်စကားမှတ်တိုင်မှာပိတ်မိနေတာကို မြင်လိုက်ရပါတယ်။အဲဒါကြောင့်သူကပြောင်စုရဲ့အကူအညီနဲ့ဘတ်စကားမှတ်တိုင်ကိုအမြန်ပြေးသွားခဲ့ပါတယ်။အဲဒီကိုရောက်တဲ့အခါမှာတော့ဂျန်ဘူးကကိုရီးယားဒရမာဇာကားတွေကမင်းသားလို့သူ့ကိုမိုးမဆူအောင်ထီမိုးပေးဖို့ကြိုးစားလိုက်ပါတယ်။ဒါမှမဟုတ်ဆူမီကသူ့ကို မှတ်မိခဲ့ပဲနဲ့ဒေါသတကြီးဆဲဆိုပြီးတော့ထွက်သွားခဲ့ပါတယ်။ဒီနောက်မှာတော့ဂျန်ဘူးနဲ့ပြောင်စုတို့ကဒေါက်တာဆော့စီကိုသွားပြီးတော့ဇူမီကိုဘယ်လိုဆွဲဆောင်ရမလဲဆိုတာအကြံဉာဏ်တောင်းပါတော့တယ်။ ဒေါက်တာဆောကလည်းသူ့ကိုဖမ်းပေးဖို့အကြံပေးခဲ့ပါတယ်။နောက်တစ်မှာတော့ဆူမီကဂီတဒရမ်မာတစ်ခုအတွက်ပြိုးဆောင်ရွေးပွဲကိုသွားခဲ့ပါတယ်။ဒါမဲ့လည်းသူမနောက်ကျနေတော့မန်နေဂျာကိုဖုန်းခေါ်ခဲ့ပေမဲ့လည်းနောက်ကျသွားပြီဖြစ်ကြောင်းပဲသိခဲ့ရပါတယ်။စိတ်ပြတ်အားငယ်သွားတဲ့ဆူမီတယောက်လည်းလမ်းမပေါ်မှာစတင်သချင်းတီးဆိုပါတော့တယ်။သူ့ရဲ့ပြောရမှုကနဝင်ဂျူလာတဲ့အတွက်ဖြတ်သွားပြက်လာတွေကရက်ပြီးတော့တောင်နားထောင်ခဲ့ကြပါတယ်။ ဲဒီချိန်မှာပဲကေဂျွိုင်းထားပြီးတော့ပန်းစည်းယူထားတဲ့ဂျန်ဘူးတယောက်ရောက်လာပါတော့တယ်။ဆူမီကတစင်းဆူပြီးသွားတဲ့အခါမှာတော့သူကသူ့နားကိုကပ်ပြီးတော့ပန်းစည်းပေးခဲ့ပါတယ်။ဒါမဲ့လည်းဆူမီကသူ့အတွက်စားဝတ်နေရေးလောက်ရေးမကြီးကြောင်းနဲ့ပန်းစည်းစားအသင့်စားခေါင်ဆွဲဖို့ပဲလိုချင်ကြောင်းပြောကထွက်သွားခဲ့ပါတော့တယ်။အဲဒီချိန်မှာပဲဂျန်ဘူးကသူ့ကိုနမ်းမီခေါ်ပြီးတော့သူ့ကိုသူငငယ်တုန်းကဆူမီနဲ့တငယ်ချင်းဖြစ်ကြောင်းပြောပြမိတ်ဆက်လိုက်ပါတယ်။ဒါမဲ့လည်းဆူမီကတော့လူမနေကြောင်းနဲ့သူ့မှာဂျန်ဘူးလို့ခေါ်တဲ့ငယ်တငယ်ချင်းမရှိကြောင်းပြန်ပြေခဲ့ပါတယ်။ ဒါကိုကြားလိုက်ရတဲ့အခါမှာတော့ဂျန်ဘူးတယောက်တွေဝေသွားခဲ့ပါတယ်။သူကအစကတည်းကလူမားပြီးတော့လိုင်းမိခဲ့တာပဲဖြစ်ပါတယ်။ဒါမဲ့လည်းအခုချိန်မှာတော့သူကဇူမီကိုတကယ်ပဲခြေကျွမ်းဝင်နေမိပြီပဲဖြစ်ပါတယ်။နောက်တည့်မှာတော့ဂျန်ဘူးနဲ့ဇူမီတို့ကတိုက်တိုက်ဆန်ဆန်ထပ်မံတွေ့ဆုံခဲ့ကြပါတယ်။ဇူမီတယောက်ဈေးဝယ်ပြီးအိမ်ပြန်လာတာဖြစ်တဲ့အတွက်ဂျန်ဘူးကိုမြင်တဲ့အခါမှာတော့အိတ်တွေကုတဲ့ခိုင်းပါတော့တယ်။ဂျန်ဘူးကလည်းအိမ်ထိလိုက်ဖို့ပေးပြီးတော့ပြန်သွားတော့မဲ့အချိန်မှာပဲဇူမီကဘာလို့သူ့ရဲ့တငယ်ချင်းကိုလိုက်ရှာနေတာလဲလို့မေးခဲ့ပါတယ်။ ဂျန်ဘူးကတော့ငတုံးပြီပြီဇူမီကိုသဘောကျတဲ့အတွက်လိုက်ရှာနေတာဖြစ်ကြောင်းပြန်ပြေခဲ့ပါတယ်။ဒါကိုကြားတဲ့အခါမှာတော့ဇူမီတယောက်စကားမပြောနိုင်ဘဲနဲ့ဆွံ့အားသွားခဲ့ရပါတယ်။နောက်တစ်ခါမှာတော့ဂျန်ဘူးက CCTV ကင်မရာတွေကနေဇူမီတယောက်ပုံပြောနေတာကိုသတိထားမိလိုက်ပါတယ်။ပုံပြောတာကိုနားထောင်ရင်လည်းဇူမီကဂီတဒရမ်မာအတွက်ရွေးချယ်ခံရကြောင်းသတင်းကောင်းကိုသူကသိရှိသွားခဲ့ပါတယ်။အဲဒီသတင်းကြောင့်ဇူမီကဝမ်းသာလုံးစုပြီးတော့လမ်းမပေါ်မှာကကုန်နေခဲ့ပါတယ်။ဇူမီတယောက်ပျော်ရွှင်နေတာကိုမြင်ရတဲ့အခါမှာတော့ဂျန်ဘူးလည်းပျော်သွားခဲ့ပြီးတော့ဇူမီရဲ့ပုံချမ်းကိုတော့ဆွဲခဲ့ပါတယ် အဲဒီညနေမှာဆူမီကစားသောက်ဆိုင်မှာသူ့ကိုယ်သူအုံပြူနေတာကိုလည်းတွေ့ခဲ့ရပါတယ်။အဲဒီချိန်မှာပဲဂျန်ဘူးကအတင်းစားကောက်ဆွဲဘူးတပူနဲ့ပေါ်လာပြီးတော့သူ့ကိုပေးလိုက်ပါတယ်။ဂျမ်ဘူးကဇူမီရဲ့စကားအတိုင်းခေါ်ဆွဲဖို့တပူပေးတာဖြစ်ကြောင်းပြောခဲ့ပြီးတော့နေရောက်သားလဲစကားပြောခဲ့ကြပါရယ်။စကားပြောနေရင်လည်းဇူမီကသူ့ကိုဒရမာဇန်ညွန်းကိုပြခဲ့ပြီးတော့တိ ਉ ဆောင်လုပ်ပြပါရယ်။ဂျမ်ဘူးကလည်းသူ့ရဲ့အရေးချင်းကိုပြသခဲ့ပါရယ်။ဆိုင်ထဲကလူတွေကကနန်းတွေရေးထားတဲ့ဇွန်းတွေကိုအားကုန်သုံးကသူ့စီကိုပြစ်ပေါက်ခဲ့ကြပါရယ်။ ဂျမ်ဘူးကလည်းဇုံးတွေကိုအသာလေးဖမ်းပြလိုက်ပြီးတော့ဇုံးဘော့ကကဏန်းတွေကိုလည်းတိတိကျကျကိုဖတ်ပြလိုက်ပါတယ်။သူတို့အကုန်လုံးကပျော်ရွှင်စရာအချိန်ကိုတူတူဖြတ်သန်းခဲ့ကြပါတယ်။နောက်တစ်မှာတော့ဂျမ်ဘူးကဇုံမီရဲ့အိမ်သားမှာခြေလန်းတွေကိုရေတွက်ရင်းနဲ့ရှောက်သွားနေခဲ့ပါတယ်။ကျောင်းစုကဒါကိုမြင်တဲ့အခါမှာတော့ဂျမ်ဘူးကလမ်းကြောင်းတွေကိုမှတ်မိဖို့အတွက်စူးစမ်းနေတာဖြစ်ကြောင်းသဘောပေါက်သွားခဲ့ပါတယ်။အဲဒီညနေဇုံမီတယောက်အလုပ်ကနေပြန်လာတဲ့အခါမှာတော့ဂျမ်ဘူးကသူ့ကိုစောင့်နေတာတွေ့ခဲ့ရပါတယ်။သူတို့ကတူတူလမ်းလျှောက်ခဲ့ပြီးတော့စကားပြောခဲ့ကြပါတယ်။ ။ဇူမီကသူ့ကိုဘာလို့လုတာလဲလို့မိလိုက်တဲ့အခါမှာတော့ဂျန်ဘူးက CCTV ထိန်းချုပ်ရေးစင်တာမှာလုလုတာဖြစ်ပြီးတော့တနေကုန်လူတွေကိုစောင့်ကြည့်ရတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ခဏကြာတော့သူတို့ကကော်ဖီဆိုင်ပြင်ဘက်ကဆိုပါပေါ်မှာထိုင်ခဲ့ကြပါတယ်။အဲဒီချိန်မှာပဲဇူမီကကားရှိတဲ့ကော်ဖီဆိုင်ပိုင်ရှင်ကိုသဘောကျနေတာဖြစ်ကြောင်းဂျန်ဘူးကိုထုတ်ပြောလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါမှာတော့ဂျန်ဘူးတယောက်ကြီးစားလူလူအုံနုကျွဲခဲ့ခံရကသူ့ရဲ့ခံစားချက်တွေကိုမပုံကွယ်နိုင်ဘဲနဲ့ကော်ဖီဆိုင်ပိုင်ရှင်ကိုစိုက်ကြည့်နေခဲ့ပါတော့လေ။ ဇူမီကိုဆွဲဆောင်နိုင်ဖို့ဆုံးဖြတ်ချက်ချပြီးတော့ဂျန်မူကသူ့ကိုကားနဲ့ခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါမှမဟုတ်သူ့မှာကားမရှိတဲ့အတွက်သူကယုံကလူတိုင်းကိုကားငှားလို့ရမရမေးမြန်းလိုက်ပါတယ်။ကံကောင်းစွာနဲ့ပဲဘသူမှသူ့ကိုကားငှားမပေးနိုင်ခဲ့ကြပါဘူး။နောက်တစ်ခါမှာတော့ဇူမီကအိမ်ပြန်လာတော့ကျွေးလာတောင်းတဲ့သူနဲ့ထပ်မံတွေ့ဆုံလိုက်ရပါတယ်။သူကဇူမီကိုကျွေးပြန်မဆိုင်ရင်ထိခိုက်အောင်လုပ်မယ်လို့တောင်းချင်းချောက်လိုက်ပါတယ်။အဲဒီချိန်မှာပဲဂျန်ဘူးနဲ့ပြောင်စုလို့ရောက်လာခဲ့ပြီးတော့သူမကိုကယ်တင်ခဲ့ကြပါတယ်။ ကျန်ဘူဒီအောင်ရုံပြန်ရောက်တဲ့အခါမှာတော့ဇူမီက CCTV ကင်မရာတစ်လုံးရှိမှရက်ပြီးတော့ဂျေဆုတင်တဲ့ကြောင်ပြောနေတာကိုတွေ့လိုက်ရပါတယ်။ကျန်ဘူကလည်း CCTV ဒင်းကျော်ရေးစင်တာထဲကနေသူ့ကိုကြည့်နေတယ်ဆိုတာဇူမီတယောက်သိနေခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့အခါမှာတော့ကျန်ဘူကရင်ထဲတဲတဲကနေကိုဥလိုက်တဲလိုက်ပြောရွှင်သွားခဲ့ပါတယ်။အဲဒီညမှာတော့သူတို့နှစ်ယောက်ကဘန်းကျန်ကိုသွားခဲ့ကြပါတယ်။ကျန်ဘူကလည်းကြွေကြလာတဲ့တဲ့ရွက်တွေကိုဖမ်းပြီးတော့ဇူမီကိုပေးခဲ့ပါတယ်။သူကဇူမီကိုကားရှိရင်ပေးသွားချင်တာလေလို့မေးလိုက်တဲ့အခါမှာတော့ ဆူမီကကားသာရှိရင်ပင်လယ်ကိုသွားခြင်းတဲ့ကြောင်းပြောခဲ့ပါတယ်ကျန်မှုမှာကားမရှိခဲ့ပေမဲ့သူကဘတ်ကားပုံမှန်စီးခဲ့ပြီးတော့ကားစရာနဲ့တငယ်ချင်းဖြစ်လာခဲ့ပါတယ်။ကျန်မှုကအလုပ်ပြီးတဲ့နောက်မှာတော့ညတိုင်းဘေးဘော့တယောက်တည်းကစားနေတဲ့ဘတ်ကားစရာကိုအချိန်ချင်းမြင်ခဲ့ရပါတယ်။အဲဒါကြောင့်တညမှာကျန်မှုဟာသူနဲ့တူကစားခဲ့ပြီးတော့ကစားနေတဲ့သူ့ရဲ့ခန်းစားချက်တွေကိုဖွင့်ဟာကကူညီတောင်းပါတော့တယ်။အဲဒါကြောင့်ကားစရာကလည်းသူ့ကိုကူညီဖို့သဘောတူခဲ့ပါတယ်။ နောက်တစ်ရက်မှာတော့ဂျန်ဘူးကားစီယန်နဲ့ပြောင်စုတို့ကစူမီကိုဘတ်စကာမှတ်တိုင်ကနေပင်လယ်ကိုပြသဖို့ခေါ်လာခဲ့ကြပါတယ်။အဲဒီခီးတွေသူတို့ကတရားမျိုးတစ်မျိုးကိုထောက်ပါရမှာပဲဖြစ်ပါတယ်။နောက်တစ်ချောင်းမှာလည်းသူတို့သုံးယောက်ကပျော်ရွှင်စာနဲ့ခီးကိုနှစ်သက်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းမျိုးထွက်ကိုရောက်တဲ့အခါမှာတော့ရဲရရှိတယောက်ကဒေတာကန်ဘတ်စကာတွေကိုတရားမျိုးတွေကိုဝင်ခွင့်မပြုတဲ့အတွက်သူတို့ဘတ်စကာကိုတားဆီးပြီးတော့ပြန်လဲဖို့ပြောခဲ့ပါတယ်။အဲဒါကြောင့်ဒေါသထွက်သွားတဲ့စူမီကကားပေါ်ကနေဆင်းလာပြီးတော့အရာရှိနဲ့စကားများပါတော့တယ်။ အဲဒီအချိန်မှာပဲဂျန်ဘူးကတော့တဲတဆိတ်စွာရက်ကြည့်နေခဲ့ပြီးဆူမီကိုလည်းနှီးကွေးရဲ့အမြင်အာရုံနဲ့လုံးဝကိုဆွဲလန်းစွာကြည့်နေခဲ့ပါတယ်။ခဏကြာတော့ပြောင်စုကသူ့ကိုစိတ်ငြိမ်သွားအောင်လုံနိုင်ခဲ့ပြီးတော့သူတို့အကုန်လုံးမြူရဲကိုပြန်လာခဲ့ကြပါတယ်။ CCTV ထိန်းချုပ်ရေးစင်တာကိုပြန်ရောက်တဲ့အခါမှာတော့တက်လူကြီးကမြူရဲမှာမြို့သမီးတွေကိုပြစ်မှတ်ထားတဲ့ပြန်ပေးဆွဲမှုတွေတိုးလာကြောင်းသိပေးခဲ့ပါတယ်။သူကလူတန်းကိုတတိထားပြီးတော့စောင့်ကြည့်ဖို့လည်းပြောခဲ့ပါတယ်။အဲဒီအချိန်မှာပဲဂျန်ဘူးကတော့ကင်မရာကနေဆူမီကိုကြည့်နေခဲ့ပါတယ်။ ဒါမဲ့လည်းယုတ်တည့်ရဆူမီက CCTV ကနေပျောက်ွယ်သွားပါတော့တယ်။ဒါကိုမြင်လိုက်ရတဲ့အခါမှာတော့ဂျန်ဘူးတယောက်ထိတ်လန့်သွားရပါတယ်။သူကအဲ့ဒီညာစီကိုပြေးလာခဲ့ပြီးရောက်သွားတဲ့အခါမှာတော့ဆူမီရဲ့ဘဝကမြေပြင်ပေါ်မှာကျနေတာကိုတွေ့ခဲ့ရပါတယ်။သူကထူပူနေတော့မှပဲဒါကနောက်ပြောင်မှုတစ်ခုဖြစ်ကြောင်းသိလိုက်ရပါတယ်။ဂျန်ဘူးကသူ့ကိုလာခဲ့မခဲ့သိကျင်တဲ့အတွက်ဆူမီကအချက်ဆန်းခဲ့တာပဲဖြစ်ပါတယ်။ဒီနောက်မှာတော့ဆူမီကဂျန်ဘူးကိုချစ်လာလို့မေးခဲ့ပြီးတော့ဂျန်ဘူးကလည်းချစ်တယ်လို့ပြန်ပြေခဲ့ပါတယ်။ ။ဒါကိုကြားလိုက်ရတော့ဆူမီကဂျန်ဘူးရဲ့ဒီကမျက်မှန်ကိုချွတ်လိုက်ပြီးတော့သူ့ကိုနမ်းခဲ့ပါဗါ။အဲနောက်ဂျန်ဘူးကသူမကိုအိမ်ပြန်လိုက်ပို့ပေးပါတော့တယ်။ဆူမီကသူ့ကိုအိမ်ထဲဝင်ဖို့ခေါ်ခဲ့ပါဗါ။ဒါမှမဟုတ်အဲထဲမှာကျွေးလာတောင်းတဲ့လူတွေရောက်နေပြီးတော့ထိုင်နေတာကိုသူတို့ကတွေ့လိုက်ရပါဗါ။သူကအင်ကိုဖြစ်စည်းထားခဲ့ကြပြီးတော့ကြွေးပြန်ဆက်ဖို့ဆူမီကိုပါချိန်ချောက်ခဲ့ကြပါတယ်။ဂျန်ဘူကဆူမီကိုကာကွယ်ဖို့စူးစမ်းခဲ့ပေမဲ့လည်းစိတ်ဖိစီးမှုကြောင့်သူ့ရဲ့အမြင်အယုံကမှုဝါးသွားခဲ့ပြီးတော့လဲကျသွားခဲ့ပါတယ်။ ။ဒါရခမ်းမှာကြေးတောင်းတဲ့လူတွေထွက်သွားတဲ့အခါမှာတော့ဂျန်ဘူးနဲ့ဆူမီတို့ကအတူတူတန်ရှင်းလောက်ခဲ့ကြပါတယ်။တန်ရှင်းလိုရင်းနဲ့ဂျန်ဘူးကငငယ်ကဆူမီအတွက်သူပေးခဲ့တဲ့ပုံအောင်တွေကိုမြင်လိုက်ရတဲ့အခါမှာတော့ဆူမီကတကယ်ပဲသူ့ရဲ့တငယ်ချင်းဖြစ်ကြောင်းကိုတည်ပြုနိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ဆူမီကဂျန်ဘူးကိုမှတ်တိုင်းကိုဝန်ခံပါလို့ရတယ်။ဆူမီကငငယ်တုန်းကဂျန်ဘူးရဲ့အစိုးဆုံးအချိန်တွေမှာစွန့်ခွာခဲ့တဲ့အတွက်လိပ်ပြမလုံဝဲနဲ့ဖုံးကွယ်ထားတာဖြစ်ကြောင်းပြောကတောင်းပန်လိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါမှာတော့ဂျန်ဘူးကလည်းဘာမှမပြောနိုင်ဘဲနဲ့တိတ်တဆိတ်နေခဲ့ပါတယ်။ နောက်တစ်မှာတော့သူကမျိုးလုံးစစ်စေးဖို့ဒေါက်တာဘော့စီကိုသွားခဲ့ပါတယ်။အဲဒီမှာဆရာဝန်ကသူ့ရဲ့အခြေအနေကပိုဆိုးလာပြီးတော့အချိန်မရွေးမျက်စိကွယ်သွားနိုင်တဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါမှာတော့ဂျန်ဘူးကပို့ပြီးတော့ခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုချပါလို့ရတယ်။သူကမျက်စိကွယ်သွားရင်တော့သူကိုယ်တိုင်သွားလာနိုင်ဖို့အတွက်ဘယ်သွားသွားဘယ်လာလာသူ့ရဲ့ခြေလမ်းတွေကိုဆက်လက်ရည်တွယ်နေခဲ့ပါတယ်။တပတ်မှာတော့ဇူမီကသူ့ရဲ့အကျွေးတွေအကုန်လုံးကိုပြန်ဆက်ဖို့သူ့ရဲ့အိမ်ကိုရောင်းချလိုက်ပါတယ်။ဒါပေမဲ့လည်းအခုတော့သူ့မှာနေစရာမရှိတော့ပါဘူး။ အဲဒီချိန်မှာပဲဂျန်ဘူးကမော်နီတာပေါ်မှာပုံတပုံးကင်ထားပြီးတော့စကားပြောနေတဲ့ဆူမီကိုမြင်လိုက်ရပါတယ်။အဲဒီချိန်မှာပဲ CCTV စင်တာကအမျိုးသမီးလို့ပေါ်ကင်ပဲတယောက်ကကားတစ်စီးရတနေရာထဲမှာပဲပတ်မောင်းနေတာကိုသတိထားမိလိုက်ပါတယ်။သူကတန်တရာဝင်သွားပြီးတော့ကားလိုင်စင်နယ်ပယ်ပြားကိုချက်ကြည့်ခဲ့ပါတယ်။နယ်ပယ်ပြားကနေဒီကားကအလိုရှိနေတဲ့ပြန်ပြီးဆွဲသမားတဦးရဲ့ကားဖြစ်ကြောင်းကိုသိလိုက်ရပါတယ်။အဲ့ဒါကြောင့်သူကချက်ချင်းပဲအထက်လူကြီးကိုကြောင်းကြပြီးတော့သူကရဲကိုတတိပေးလိုက်ပါတယ်။ဒါမဲ့လည်းမိနစ်ပိုင်းအတွင်းမှာပဲကားကပြောက်ွယ်သွားခဲ့ပါတယ်။ အချိန်တည်းမှာပဲဂျန်ဘူးကကင်မရာမျက်နှာပြင်ပေါ်မှာဇူမီကိုမမြင်ရတော့ထိတ်လန့်သွားခဲ့ပါတယ်။သူကဇူမီဘာဖြစ်သွားတာလဲလို့စိုးရိမ်နေခဲ့တာပဲဖြစ်ပါတယ်။အဲဒါကြောင့်ဂျန်ဘူးတယောက်တွန်းဆုံမနေဘဲနဲ့သူ့ရဲ့စပိန်ကိုတက်ခွာကဇူမီကိုအ мян ကယ်ဖို့အတွက်ထွက်သွားခဲ့ပါတယ်။ဒါမဲ့လမ်းမှာသူ့ရဲ့အမြာယုံကဝေဝါးလာပါတော့တယ်။အဲဒီလိုနဲ့သူကရထားတဲ့ကားတစ်စီးကိုတိုက်မိသွားခဲ့ပါတယ်။ ဒီပြပြအားလုံးကို CCTV ကနေမြင်လိုက်ရတဲ့ပြောင်စုကလည်းသူ့ကိုကူညီဖို့အလင်းမြန်ပြစ်ထွက်သွားခဲ့ပါတယ်။အဲဒီချိန်မှာပဲပြန်ပြီးဆွဲသမားကဒါနဲ့ဆူမီကိုချင်းချောင်းနေပြီးတော့ကားပေါ်ကိုအတင်းချက်ကိုတခိုင်းနေခဲ့ပါတယ်။အဲဒီချိန်မှာပဲဘေကမန်းမသိတဲ့ဂျန်ဘူးကရောက်လာခဲ့ပြီးတော့ဆူမီကိုအော်ခေါ်လိုက်ပါတယ်။ထိတ်လန့်သွားတဲ့ပြန်ပြီးဆွဲသမားကလည်းဆူမီကိုလွတ်ပေးဖို့ထွက်ပြေးသွားခဲ့ပါတယ်။ဒါပေမဲ့လည်းအဲဒီချိန်မှာပဲရဲတွေရောက်လာပြီးတော့သူ့ကိုဖမ်းဆီးလိုက်ပါတယ်။ရဲတွေကဆူမီကိုလည်းစစ်စစ်မင်းမြန်းဖို့ခေါ်သွားခဲ့ပါတယ်။အဲဒါကြောင့်ဂျန်ဘူးကလမ်းမပေါ်မှာတယောက်တည်းခြံရစ်ခဲ့ရပါတယ်။ ောက်ဆုံးမှာတော့ပြောင်စုကသူ့စီကိုရောက်လာပြီးတော့ကိုညီပေးဖို့သူ့ငွေချင်းရဲ့လက်ကိုဆွဲကန်လိုက်ပါတယ်။အခုတော့မျက်စိကွယ်လူနီးပါးဖြစ်နေတဲ့ဂျန်ဘူးကဝမ်းနဲ့နေပြီးတော့ငိုကြွေးနေခဲ့ပါတယ်။သူ့ရဲ့ခြင်းတွေကြောင့်သူကဆူမီကိုသစိမ်းချိုးချိုးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့တော့ဇူမီကဂျန်ဘူလာတွေ့မလားလို့မျောလင့်ရင်းနဲ့ CCTV ကိုခဏခဏကြည့်ပြီးတော့လက်ပြနေခဲ့ပါတယ်။အနေငယ်ကြာပြည့်တဲ့နောက်မှာတော့ဇူမီကကော်ပီဆိုင်ဒီဇိုင်းမှာထိုင်နေတဲ့ဂျန်ဘူကိုမြင်လိုက်ရပါတယ်။သူကဆဲလို့ရှားစွာနဲ့ရှောက်သွားခဲ့ပြီးတော့သူ့ကိုလည်းလက်ပြလိုက်ပါတယ်။ ဒါမဲ့လည်းဂျန်ဘူးကဒေးတစိမ့်နဲ့လမ်းလျှောက်ရုပ်တစ်ချောင်းကိုထုတ်ယူပြီးတော့ဆန့်ကျင်ဘက်လမ်းစီကိုလျှောက်သွားခဲ့ပါတော့တယ်။ဂျန်ဘူးတယောက်မျက်စိကွယ်သွားပြီဆိုတာကိုဆူမီတယောက်ထိတ်လန့်ပွဲတီးခဲ့ရပြီးတော့နှလုံးသားလေးနာကျင်သွားခဲ့ရပါတယ်။အဲဒီနောက်မှာတော့ဆူမီကသူ့ရဲ့နောက်ကိုဒေးတစိမ့်လိုက်သွားခဲ့ပြီးတော့အမှုပညာပြာခန်းတစ်ခုစီကိုရောက်သွားခဲ့ပါတယ်။အဲဒီမှာသူကဂျန်ဘူးရေးဆွဲခဲ့တဲ့သူ့ရဲ့ပုံတူပကြီကားတွေကိုလည်းတွေ့လိုက်ရပါတယ်။ဒီတော့မှာတော့ဂျန်ဘူးကမျက်လုံးနဲ့ဆူမီကိုမမြင်နိုင်အောင်ကျွန်တော်ရဲ့မတ္တရားတွေထဲမှာသူ့ကိုမြင်နေနိုင်တော့မှာပဲလို့တီတိုးရေရွက်နေခဲ့ပါဗျ။ နောက်တည်းမှာတော့ဇူမီကဂျမ်ဘူးနောက်ကိုထပ်လိုက်ခဲ့ပါတယ်ခဏလောက်ကြာတဲ့အခါမှာတော့ဂျမ်ဘူးကလက်ကြည့်ပြီးတော့ဒီနေ့ဘယ်ကိုသွားကျင်လဲလို့မေးခဲ့ပါတယ်ဂျမ်ဘူးကသူ့ရဲ့ဖြစ်တည်မှုကိုခံစားနေရတော့မဲဆိုတာကိုဇူမီကသဘောပေါက်သွားခဲ့ပါတယ်အဲဒါကြောင့်သူက မြေရီချားကနေပြုံးလိုက်ပြီးတော့ပြေးသွားကဂျမ်ဘူးကိုတင်းတင်းကြပ်ကြပ်ကိုပွေဖက်လိုက်ပါတော့တယ်ဇလန်လေးကတော့ဒါပါပဲခင်ဗျဒီလိုဇလန်ကောင်းလေးတွေကိုကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။စုံနေနှားစင်ပေးခဲ့ကြတဲ့ဒိုးချင်းကြိုင်ကိုလည်းကျေးဇူးတူးပဲတင်ရှိပါရယ်ခင်ဗျာ။